အေယဝရီသားဟင်္ဒရာခရိုင်လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းကနေဘုံကျဲနေရလို့သိရပါတယ်။ရေကြီးမြို့နယ်နဲ့အဆက်ကြီးရွာတို့မှာမနေ့ကမေလ14ရက်မနက်အစောပိုင်းကတိုက်ပွဲဖြစ်ပွားပြီးညနေအထိတနက်တန်တွေကြားနေရတယ်လို့လေးမျက်နှာမြို့ခံတူကပြောပြတာပါ။ဒေသခံတွေရှောင်ကြပါတယ်။ဒါပေမဲ့အခြေအနေအရမထွက်နိုင်သေးသူတွေလည်းရှိတယ်။ရှောင်မကိုရမယ့်အခြေအနေဖြစ်ပါတယ်။တိုက်ပွဲကတော်တော်ကိုပြင်းထန်ပါတယ်လို့အဲ့ဒီဒေသခံကပြောပြပါတယ်။ ရေကြီးတဲ့လင်းမျက်နှာမြုပ်ခန့်တွေရဲ့ပြောပြချက်အရရေကြီးမျိုးအမြောက်တက်344ရဲ့ကာကင်စကန်တချို့မှာစကောက်စီတပ်ဖွဲ့ဝင်တွေဆုတ်ခွာသွားတယ်လို့သိရပါတယ်။လင်းမျက်နှာဘက်ကကာကင်စကန်တွေဆုတ်ခွာသွားပြီးစကောက်စီတပ်ကရွာထဲမှာအေးအေးရှိတယ်လို့ဆိုပြီးလက်နက်ကြီးရောလေကြောင်းနဲ့ပါပြက်ခတ်နေတယ်လို့ရေကြီးမျိုးခန့်တူကပြောပြပါတယ်။အမြောက်တက်344ရဲ့လင်းမျက်နှာမြုပ်နယ်တွေကကာကင်စကန်တချို့ကိုတော်လရင်တပ်တွေကတင်းယူလိုက်ကြောင်းဒေသခံတွေကပြောပေမဲ့ PeopleSpring ကတော့အတိမပြုတ်နိုင်သေးပါဘူး။ လင်းမျက်နာမျိုးနဲ့မကြီးပင်ခွင်ကျွော်ကိုမင်းညားကဇက်တိုက်လျင်နဲ့ဘုံကျဲလို့အရက်သားတယောက်ဒဏ်ရာရပြီးအိမ်ခုနှလုံးပြက်စီးသွားတယ်လို့မျိုးကန်တူကပြောပြပါရရှင်။